hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ကုပီဂျေပါကုပီဂျေ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်အခု game တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် arc ဆိုတဲ့ game ပါเนาะဒီနာမည်ကတော့အဲမျက်နှာပြင်ကတော့ဒီတိုင်းပဲလာတာပေါ့เนาะဆိုတော့ဒီ game နာမည်က arc ကျွန်တော်အရင်ကလည်းနည်းနည်းပါးပါးကစားပူးတယ်ဆိုတော့အခုဆိုရင်စတင်ထမ်းမှာအလကားဝေနေတယ်မယူသေးတဲ့လူရှင်အများဆုံးဖြေးပြီးတော့မှယူလိုက်ပါလို့เนาะအခဲလို့ဒါသူတို့ရောင်းစေးဆိုရင်တအားဈေးကြီးပါတယ်เนาะနောက်ပြီးတော့ဒီဟာကျတော့စာပါဆိုရင်လည်းစာပါပတ်စံနဲ့ဝယ်ရတာဆိုတော့ဒီ game အခုအလကားဝေနေတယ်မယူသေးလို့ဆိုရင်အများဆုံးယူလိုက်ပါလို့ကျွန်တော်အထူး အားပေးချင်ပါတယ်နော်ဘာလို့ဆိုဒီ game ကကစားလို့တအားကောင်းတယ်ဆိုတော့နောက်တစ်ခုကဒီရာဘောနော်ကျွန်တော်ရှင်းပြချင်တာတော့ဒီရာ join arc ဘောနော်ဒါ join arc ဆိုတာဟိုအစ်စ်ဝင်ချင်းဆိုနည်းနည်းကြောင်းလိုက်လေနော်နည်းနည်းကြောင်းလဲဆိုတော့အဲအစ်စ်လူတွေအတွက်ရှင်းပြတာပါနော်အဲကစားပြီးသားလူအတွက်ဆိုရင်တော့ကျွန်တော်မပြောလို့ပါဘူးအဲလူတွေအတွက်ဟိုဝင်ပြီးတော့မှဟိုမဝင်တက်ဟိုကြောင်းကြောင်းဒီကြောင်းကြောင်းဖြစ်မှာဆိုလို့ပါကျွန်တော်လိုမျိုးကျွန်တော်အစားတော့ရှင်းပြမယ်လူမရှိတော့တအားဒုက္ခရောက်နေတယ် ဆိုတော့ဒီရတယ်ဆိုရင်စာပါပေါ့နော်စာပါတမားလေးကိုယ့်ရဲ့တငယ်ချင်းရဲ့စာပါရှိတယ်ဆိုရင်တော့တငယ်ချင်းလေးခေါ်ရင်တော့ဝင်ပြီးတော့ကစားလို့ရပါတယ်ကိုယ့်အတီးလေးခေါ်ရင်ဝင်ပြီးတော့ကစားလို့ရတာပေါ့နော်အဲမခေါ်ဘူးဆိုရင်တော့အဲဒါတော့တော့မရှုံနဲ့ပေါ့နော်အဲပြီးတော့ဒီရတော့ host အဲဒီရကျတော့ကျွန်တော်တို့ကစားတဲ့နေရာပေါ့နော်အဲဒီမှာ single player အဲ့လိုတွေပေါ့ဒါကကစားတဲ့နေရာနောက်တစ်ခုကတော့အဲဒီရကျတော့ ဟိုပါဗောဒါကျတော့တယောက်တည်းကစားတဲ့နေရာရဲ့ဒါတငယ်ချင်းနဲ့ကစားတာဗောနော်ဒါတငယ်ချင်းနဲ့ကစားတာဗောအဲအဲ့လိုတွေဗောနော်ပြီးရင်နောက်တစ်ခုကဒါ option option ဆိုတာကတော့ဒီဟာဒီ music ဘိုင်းဗောနော်ဒါအတန်တွေဗောအတန်တွေကိုရဲ့ lucky ထိုးတဲ့အတန်တွေပါညာဗောနော်ကျွန်တော်ဒါဆိုရင်ဒါ short ထားတယ်ဘာလို့ဆိုတာအတီးလုံးတန်လေကျွန်တော်အခုဗီဒီယိုလုပ်ရင်လဲ copyright မိပါဆိုလို့ပါဒါကျတော့ graphic ပေါ့နော် graphic ဆိုတာအဲကိုရဲ့ graphic နိုင်နိုင်တလောက်ပေါ့နော်ကိုကကိုချိန်ပေါ့နော်အဲကိုကဘလောက်နိုင်တော့ပေါ့အဲနိုင်နိုင်တလောက်ချိန်ပေါ့နော်အဲတခြားတော့ကိုကကိုကြည့်လို့ရပါတယ်နော်ဆိုတော့ကျွန်တော်ဒီတိုင်းပြီးပြီဆိုတော့ပြီးတော့ကစားသွားမယ်ကျွန်တော်အခုကတော့အစ်စ်အစ်စ်ကစားသွားမှာဒါကျတော့ Iceland ဘာညာပေါ့နော်သူကနေရာတွေဘာတွေရွေးတာပေါ့အဲနေရာတွေဘာတွေရွေးတဲ့ဟာဆိုတော့ကျွန်တော်ကအဲ player single player ပေါ့နော် single player ဆိုတော့ကျွန်တော်အခုကစားသွားမှာဖြစ်ပါတယ်ဆိုတော့ဒါ easy ပဲပေါ့နော် easy ပဲကစားသွားမှာပေါ့နော် crit news ပဲပဲဆိုတော့ကျွန်တော်တို့အဲဒီမှာဒီလိုမျိုးလာတယ်ဒီလိုမျိုးဟိုပါပေါ့ဒီလိုမျိုးပုံစံလာတယ်ဆိုတော့ကျွန်တော်တို့ဒါကို color ပေါ့နော်အဲဘယ် color ကြိုက်တော့ပေါ့အဲနည်းနည်းအဖြူလူဖြူလာလူမဲလာအဲကိုယ့်ရဲ့ color ရဲ့ဒါဆိုတော့စပင်းအယောင်ပေါ့နော်ဒါစပင်းအယောင်ဒါမျက်စိပေါ့အဲမျက်စိအယောင်ပေါ့နော်မျက်စိဆိုနီနီလေးထားတာခြိုက်တယ် နေနေလေးပေါ့နော်ဒါတော့ခေါင်းရဲ့ site ပေါ့ခေါင်းကြီးတာအဲအဲ့လိုပေါ့နော်ဒါခန္ဓာကိုယ်ရဲ့အထူးစားခန္ဓာကိုယ်ရဲ့အထူးစားဒါကျတော့ဘာရတော့ဟောဒါမျက်ခုံးဝေးမျက်ခုံးဝေးမျက်ခုံးပေါ့နော်မျက်ခုံးအကြီးတာအကျယ်လာပေါ့အဲ့လိုမျိုးပေါ့နော်ဒါကျတော့အမ်မျက်နာပေါ့မျက်နာတအားကြီးတာလည်းမကောင်းနော်ပြီးတော့ဒါကျတော့ခေါင်းအကြီးသေးပေါ့ ဒါဆိုတော့ခေါင်းအကြီးသေးဒါလည်းခေါင်းအရှိအတူပါနော်ခေါင်းအရှိအတူဒါဆိုတော့အဲဒါအော်ခေါင်းငုတ်ရတဲ့ခေါင်းမော်ရတဲ့အဲလေအဝါဥစားဆိုတော့အဲလက်မောင်းလေးပါလေဗော်ဒီပါနော်ဗော်ဒီကြီးအောင်လုပ်တာဒါဆိုတော့ယင်ကျဲအောင်လုပ်တာယင်အဲဒါတော့ဘိုက်ဟိုဟိုဘိုက်ရှော့ရှော့လွင်တော့အချိုးစားမချိုင်ကတ်တူးလို့ဖြစ်မှာပါနော်အဲဒါကြီးတော့ကုချတယ်လို့ထွင်ပါဗျာအဲဒါလက်မောင်းရှိတာတူတာရပါပြီကျွန်တော်ဒါချစ်တော့ပိုင်းဒါအရင်အမြင့် ရှိအတူပေါ့နော်ဒါတော့ပေါင်လုံးဒါခြေတလုံးဒါတော့ခြေဖျားအလေဆိုတော့ရပြီဆိုတော့နာမည်ကကျွန်တော်နာမည်ပြလိုက်မယ်နော်ဆိုတော့ okay ခရမယ်ဝေါအဲဒီညဆိုရင်နည်းနည်းလေးမူးတာပေါ့နော်နည်းနည်းမူးတာဆိုတော့ကျွန်တော်လည်းဒီကတော့ကစားတော့မကျွမ်းသေးပါဘူးဒါပေမဲ့အဲလူသစ်တွေအတွက်ဆိုရင်တော့နည်းနည်းအဆင်ပြေပါဘူးနော်ဘာလို့လို့လို့ရမှမသိဘူးဆိုတာထက်ဆိုင်တော့အဲကျွန်တော်တို့နေပူတယ်ပထမဆုံးကျွန်တော်တို့အဲထုံးစံအတိုင်း စပိုင်ပဲဂိမ်းဆိုတော့အဲဂဲလွန်တွေကောက်ရတာပေါ့နော်ဂဲလွန်တွေကောက်ရတယ်ပြီးရင်ကျွန်တော်တို့အဲဟိုပါပေါ့ဘာလို့ရမှာဆိုအဲတစ်ပင်ကိုပေါ့အဲတစ်ပင်ကိုတွားရတော့လက်နဲ့တော့ထူမယ်အဲတစ်ပင်ကိုလက်နဲ့တော့ထူမယ်အားထူပြီဆိုရင်လည်းကိုကလက်နာတယ်တိလာအဖေ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 ထူတော့ဆိုရပြီဆိုရင်ကိုမှအဲပစ်ကက်ပေါ့နော်ပစ်ကက်ခရလို့ရပြီဒီမှာ तू ကအလေးချိန်အော်ဒီမှာပေါ့နော်အာဒီကကျတော့အသေးနှလုံးတွေပါတယ်ပေါ့နော်အားတွေဒါအစားတောက်တွေပါတယ်ပေါ့နော်ဘယ်ဟာဖြည့်မှာဆို လိုအပ်ဆုံးကတော့အလေးချိန်ဆိုတော့အလေးချိန်ပဲပထမဆုံးဦးစားပေးပြီးတော့ဖြည့်တာကောင်းပါလားနော်ပြီးရင်အဲဒါပွင့်ပြီနမနစ်ဥစ္စာအပေါ့ဆိုင်ပွင့်ပြီနော်ပြီးရင်မီပြီးရင်လမ်းအဲလမ်းတော့မပွင့်သေးဘူးလားနော်ကျွန်တော်နည်းနည်းအလုပ်တွေထပ်လုပ်ရအောင်ဆိုတော့ကျွန်တော်ပထမဆုံးရတာတော့အဲဒီယာဒီယာနိုင်မို့အတွက်လိုအပ်တာကတော့ဒီ V ပေါ့နော် V ဆိုရင်အဲဒီယာခရက်လို့ရတဲ့ဟာပေါ်တာပေါ့နော်ပြီးရင်ခရက်လို့ရတဲ့ဟာပေါ်ပြီးရင် ပြီးရင်ဒီယာခရက်ရတာပေါ့ပြီးရင်ဒါ ပေါ့စင်ခရမိုအတွက်ဘာတွေလိုလို့ဆိုအဲ့မှာပြောထားတွေ့လားအဲအဲ့ဒါတွေပေါ့ဒီတစ်ပင်ရဲ့အထဲကအနစ်ရဲ့ဟိုအလဲဟောစာတစ်ပင်ရဲ့အခုံပေါ့နော်ပြင်တစ်ပင်ရဲ့အထဲကအနစ်ရဲ့ပြီးတော့ကြောက်တုံးရဲ့အနစ်အဲအဲ့ဒါတစ်ခုပေါ့နော်โอเคဆိုတော့ကျွန်တော်တော့ပြီးတော့မှကျွန်တော်ရှာပြီးသားတစ်တာဒါအိုင်နဲ့ရတယ်အိုင်နဲ့ပြီးတော့မှဒီ pick ကိုနှစ်ချက်ခေါလိုက်ရင်သူ့နေရာဝင်လာတာဒါဆိုရင်မလိုအပ်ဘူးနော်မလိုအပ်ရင်အဲ့ဒါကိုနှိမ့်နှိမ့်ပြီးတော့မှဟိုဟိုနှိမ့်လိုက်ရင်သူ့အတူအခုလုံးပြုတ်ချသွားတာဘာလို့ဆိုကိုယ့်ရဲ့ဟိုဟာလေးလို့လေး ို့မှလေးလို့အဲအဲ့ဒါတွေကကိုလိုပစ်လိုက်တာဆိုတော့ကျွန်တော်ပစ်ကတ်နဲ့ယူပြီးတော့မှဘလုံးချိုးလိုက်မယ်ဆိုတော့အဲကျွန်တော်တော်ရမလိုအပ်တဲ့ခဲလုံးကျွန်တော်ခဲလုံးလိုအပ်တာနော်ခဲလုံးလိုအပ်တယ်ဆိုတော့ဒီမှာဒိုင်လွန်ဇောတွေဆိုရင် အမျိုးမျိုးရှိတယ်သူ့နာမည်နဲ့သူရှိတဲ့ဒိုင်လွန်ဇောတွေကနောက်ပြီးတော့အကောင်တွေကိုတိန်လို့ရတာလဲသူ့ level နဲ့သူတိန်လို့တိန်ရတာပေါ့နော်တင်းချင်တဲ့ဇွတ်တိန်လို့မရပါဘူးနော်တက်ချင်တဲ့ဇွတ်တက်လို့မရအောင်သူ့ level နဲ့သူတက်လို့ရတာကဲဒီလောက်ဆိုရပြီလေတအားများရဲ့လဲကျွန်တော်အဆင်မပြေဘူးဟာလေးရင်လေလမ်းလျှော့လို့မရအောင် ဆိုတော့ကျွန်တော်ကအဲဟိုက crack လို့ရရင်ဒါ crack လို့ရပြီအဲ pausing crack လို့ရရင် pick up ရယ် pausing အဲ့ဒီ pausing crack မယ်ဒါကျတော့မီးပေါ့နော်မီးတိုင်ပေါ့မီးကို crack မှုအတွက်ကျတော့ဟိုဟာလူသေးတယ်ဗါတယ်ကြောက်တုံးခုခုပဲရှိသေးတယ်အားလုံး16ခုလို့တယ်ကြောက်တုံးလေအေးဟေးဟေးအဲကောင်တွေကအန်တေများတယ်ကွာအေးအေးငါအခုမှကစားတာလေငါမလိုက်နဲ့လေပါအမလေးဟာ တော့တော့အလုံးတချို့လိုတယ်ဆိုတော့ရပြီကျွန်တော်ဒီနေရာမှာပဲအိမ်ဆောက်မယ်နော်ဘာလို့လို့ဆိုရင်စပွန်နာနဲ့နီနီလေးဖြစ်အောင်ပေါ့နော်အဲဒါလည်းထုတ်လို့ရပြီဟိုင်းထုတ်လို့ရဆိုကျွန်တော်ကပြီးရင်ဒါရောထားမယ်တစ်ချက်စီနေလို့ရနေရပါနော်နံပါတ်3မှာမီးထားမယ်ပြီးရင်ခုနရဲ့မီးဖို့အဲမီးဖို့ထားလိုက်မယ်ပြီးရင်မီးဖို့ထားပြီးရင်နောက်ထပ်အလေးချိန်မှာလောလောဆယ်တော့ဖြည့်မယ်ပြီးရင်ဘာတွေလို့ရအဲဒါယူလို့ရတယ်အင်ဂျီယူလို့ရပြီနံပါတ်3 level 3ပွင့်ပြီပါနော်သူ level နဲ့ alive သူပွင့်တာပါနော်သူ level နဲ့ alive သူပွင့်တာဆိုနံပါတ်၄ဒါမီးဖို့ပါနော်မီးဖို့ကြောက်တယ်အဲနန်းနန်းဒလာလာမှာထားမို့အဲပြီးရင်သူ့ကို e link နဲ့ပြီးတော့ပါနော် e link နဲ့ပြီးတော့မှအဲဒီထဲမှာအဲ อีเลนไปတော့มาဒီဖက်မှာသူ့ရဲ့လောင်စာတွေပေါ့เนาะအထဲပေါ့ပြီးရင်အခုတော့ကျွန်တော်မီးမရှို့သေးဘူးเนาะဘာလို့လဲဆိုတော့မလိုအပ်သေးလို့အဲ့တော့ကျွန်တော်နောက်ထပ်ဘာတွေလုပ်မှာဆိုတော့ကျွန်တော်ပစ္စည်းတွေဘာတွေဟာအတီးတွေပေါ့เนาะဘယ်ဒီဒီသူ့အဆန်းနဲ့သူရှိတယ်ပြီးတော့အကောင့်လေးတက်လို့ရတယ်သူ့အကောင့်နဲ့သူ့လက်သူ့ level နဲ့သူ့အလိုက်တက်လို့ရတာပေါ့เนาะတက်ချင်တယ်ဇွတ်တက်လို့မရပါဘူးသူကလည်းဆိုမိုက်ကပ်ပုံစံပါပဲစပိုင်ပဲဂိမ်းပဲအဲအချင်းတိုင်းအိတ်ပေးမအိတ်မချင်မိုးလင်းတာမဟုတ်ဆိုတော့ပြင်နေမှများခုတ်ထားကောင်းလဲအင်း ဖုတ်ခုတ်ပြီးတော့တင်းထားပါတော့ကျွန်တော်ဆိုအစတော့ဆိုရင်ဒီ infinity ပြည့်သွားဆိုရင်ကျွန်တော်တို့ပြန်ပြန်ပြည့်တာတည်းလားအဲနောက်ကျရင်ပြန်နောင်ထားရတာပြန်ပြန်လိုက်ရှာရတာဖုတ်ခုတ်ပြီးတော့မှတင်းထားချက်ပေါက်လုပ်ပြီးတော့မှအဲချက်ပေါက်ထဲမှာတင်းထားတာအဆင်ပြေဆုံးပဲလူတယ်လူတယ်အများနဲ့လူတယ်အန်ဒီရများတယ်နော်ဘာလို့လဲဆိုကိုအကောင်လေးလက်လိုက်ကတ်တယ်ဒါလို့ဆော့တကောင်ဆိုတအားဆိုးတယ်ဒီဟိုဗါတယ်နားအကျဲပွင့်ပွင့်ပြီးတော့လာတယ်ဒါလို့ဆော့လေအဲကောင်ဆိုရင် ကိုယ်ပါပြန်ပြန်တက်တယ်။အော် infinite infinity ပြည့်ပြီနော်။ကျွန်တော် infinity ပြည့်ပြီဆိုတော့ကျွန်တော်ကဒီထက်မှာ chatbot လုပ်လို့ရတာမသိနော်။လုပ်လို့ဆက်။ Okay ကျွန်တော်ဒါရချင်တယ်။ပွင့်ပြီ။ Okay ကျေးဇူးပဲ။အဲတခြားတော့တော့မှအင်ဂျီအမကျွန်တော်ဘွင်းဆိုတစ်တာလိုအပ်တယ်။ Okay တစ်တာရပြီဆိုတော့အိုင်းနေပြီးတော့မှတစ်တာကိုကျွန်တော်နေရာချမယ်။ဘယ်နေရာချရင်ကောင်းလို့ဆိုရင်တစ်တာကိုပြီးရင်တစ်တာဖွင့်ပြီးတော့မှကုမမလို့အတောက်စားတယ်။ ဒီထက်ပြတာဒါတွေမလိုအပ်ဘူးအဲဒီကိတအားများနေလဲအဲ့ထက်ပြစ်ထားမယ်ဆိုတော့ဒါတွေလဲဒါများနေတယ်ဒါတွေတအားများနေတယ်ကေမိုးရပြီဆိုတော့ကျွန်တော်နည်းနည်းပါးပါးအမဲတွေပါတယ်တလိုင်းအမဲတွေလိုက်မယ်ခေါင်းရင်းငယ်တွေပါတယ်ရှိလားအမလီအဲ့ခေါင်းကျွန်တော်အချောက်ဆုံးပဲအိုးစိတ်လည်းပြင်းမှပြင်းသူ့ကို level 19လောက်မှတက်လို့ရတာနော်အဲ့ခေါင်းလေအဲချိမရဝေးဝေးဆက်ချောင်းအဲ့ခေါင်းလေကျွန်တော်တွေးတဲ့ပုံစံကြီးတွေးတာလားမဟုတ်ပါဘူးမတွေးပါဘူးနော်ဒါတော့ကျွန်တော်ဒီဖက်အကောင့်တွေလာတက်မယ်အေးဒီကောင်ကလာတက်မယ် ေကေတော့အခုခန္ဓာကိုကြည့်ရင်တော့ဒီလိုပေါ့နော်အဲ့လေပြီးတော့ကိုကအဖီဖီတွေပါတယ်လားအဲ PPP တွေလားအဲဒီလိုပေါ့ဒီလိုချီလို့ရပါလားဟေးကိုကောင်ငါစီမကြီးဒီနေ့ပြေးသွားလားပြေးသွားလားပြေးသွားလားကျွန်တော်အဲ့ကောင်တော်တော်ကြောက်တယ် မူရနာဆိုကျွန်တော်မီဖို့မူမီဖို့ပို့လိုက်မယ်โอเคလို့ပို့မယ်မီဖို့ဆိုအသားတော့ကင်လာမယ်နော်မီဖို့ထဲမှာနားပေါ့ဆိုကျွန်တော်ဗာရီစစ်ဆဲရလို့လို့ရအောင်ဆိုရင်ဒီတစ်ပင်ရဲ့အခွန်19ခုနဲ့တစ်ပင်ရဲ့အနစ်ပေါ်တော့6ခုဒီက19ခုနဲ့ပင်အဲ့ဒါ20လို့တာပေါ့နော်အဲ့ဒါတစ်ပင်အနစ်ကဆိုတော့ဒါနဲ့ကျွန်တော်ခွလို့ရပါပြီအခုလောက်ရအောင်သေးနော်နေရာတော့တစ်ခုပဲအဲ့တော့တစ်ခုโอเค ုတော့ဒါကိုကျွန်တော်ပြင်ကျွန်တော်ဒီမှာ install မို့အတွက်အဒီဘက်မှာ install မှာဒီမှာ install ရအောင်တော့အေးဒီမှာဆောင်းမယ်ပြင်သွားလားအမြင်သွားတော့ဒါမြင်သွားတယ် install လက်တော့မြင်သွားတယ် okay ရပါတယ်ဒီလိုပဲဖြည်းဖြည်းဖြည်းဆောင်းသွားလိုက်မယ်ကျွန်တော် video လေးရတော့ဒီလောက်ပါပဲဆိုပြီးတော့အားလုံးပဲ bye bye ချစ်ဆက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေကြည့်ချင်တယ်ဆိုရင်ကျွန်တော် channel လေး subscribe လေးလုပ်ပေးပါလို့နော်အားလုံးပဲ bye bye အားလုံးပဲ bye 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 bye